အစားကုန်းလို့ခေါ်ခင်ရမယ့်ရေကနေကင်းလွတ်ခဲ့တဲ့ Manchester United Manchester United တင်းရဲ့ရာသီကုန်းကြီးစင်ဟာတကယ်ကိုဖြစ်ပြများခဲ့ပြီးစိတ်ပျက်စရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ဟောင်ကောင်သင်းကုန်း၃ဂိုးတကိုးနဲ့အနိုင်ရခဲ့ပေမဲ့ဒီပွဲရဲ့အနိုင်ရလက်ထက်ကလပ်သင်းကောင်းဆောင် Bruno Fernandes ရဲ့နာဂတ်နဲ့ပတ်သက်တဲ့ပြောဆိုမှုတွေကပိုပြီးတော့အာရုံစိုက်ခံနေရပါတယ်။ဝေဖန်မှုများစွာခံနေရတဲ့ဝေရောက်ကြီးစင်ရဲ့ဒုတိယမြောက်ပွဲစဉ်မှာ United တင်းရဲ့အစပိုင်းမှာကလေးကအိမ်မက်ဆိုးနဲ့ဂျုံတွေးခဲ့ရပါတယ်။ဘိုးရနေတဲ့ကြားက United တို့ပွဲကိုကောင်းကောင်းစတင်ခဲ့ပေမဲ့ဟောင်ကောင်သင်းက Junior Ho ရဲ့ပထမဆုံးသွင်းကိုးနဲ့ပဲကိုးရသွားခဲ့ပါတယ်။ United ကတော့မှ Twin Tan ရဲ့လက်အောက်ကနေသွင်းယူလိုက်တဲ့ဘောလုံးက ဂိုးတွေကိုအသာလေးဝင်သွားခဲ့တာပါပွဲရဲ့ပထမပိုင်းမှာဘရူနိုဖာနန်ဒက်နဲ့အလန်ဒိုကာနာချိုတို့ဟာသူတို့ရဲ့နောက်ဆုံးပွဲကိုကစားခဲ့ရတာများလားလို့ထင်မရလောက်အောင်စိတ်ပျက်စရာကောင်းခဲ့တဲ့ပြင်ကွင်းလေလူကစ်မဲတို့တွေးယူခဲ့တဲ့ဂိုးတူကိုကလည်းလူချိုမော့ဖြစ်တတ်မှတ်ခံခဲ့ရပါသေးတယ်ဒုတိယပိုင်းမှာတော့နီပြရူဘန်အမိုနီဟာပွဲထွက်ကစားသမား၁၁ဦးလုံးကိုအပြောင်းလဲလုပ်ခဲ့ပါတယ်ဒီချိန်မှာပဲလူငယ်တိုက်စစ်မှုချီတိုအိုဘီကယူနိုက်တက်ကိုဒုက္ခတွင်းကနေဆွဲထုတ်ပေးခဲ့ပါတယ်သူဟာနှစ်ဂိုးသွင်းယူခဲ့ပြီးသူရဲ့အာဆင်နယ်အသင်းပေါ်ဟောင်းအေဒီဟေးဘန်ကလည်း ။နိုင်ချင်းချင်းမို့မှနိုင်ငိုးကိုတည်ချစီခဲ့ပါတယ်။ OBR Senior တိုက်စစ်မှုဝိုင်လန်ဂိုးသွင်းဖို့ရုံးကန်နေရချိန်မှာသူဘလို့ဂိုးသွင်းရတယ်ဆိုတာကိုတည်ချလေးပြသခဲ့တာပါ။ဇူ၁၈တင်းမှာဂိုးသွင်းဆက်တလုံးကိုဖြစ်နေတဲ့ OBR United တို့သူရဲ့ပထမဆုံးအသင်းကြီးကိုကိုလက်ကန်ချမ်းနဲ့တွင်းယူခဲ့ပါတယ်။အဲ့ဒီနောက်မေဆမောင်းရဲ့ဖန်တီပင်မှုကနေကောင်းတိုက်တွင်းကိုနဲ့ United ကိုဥဆောင်စေခဲ့ပါတယ်။သူရဲ့55မိနစ်တာကစားချိန်တစ်လျှောက်လုံးမှာဟောင်ကောင်ခံစစ်တော်တကယ်ကိုဒုက္ခပေးနိုင်ခဲ့ပြီးသူရဲ့တိုက်စစ်တွဲပတ် White Line နဲ့တော့မတူညီတဲ့ခြွေစွမ်းမျိုးကိုပြသခဲ့ပါတယ်။ဒီအချိန်မှာ United ဂိုးသမားတွေကဘယ်သူကမှသူတို့ရဲ့လက်စွမ်းပေါ်ကိုယူနိုင်စရာမရှိခဲ့ပါဘူး။ တိုဟီတန်ကလည်းအန်ဒရီအိုနာနာနဲ့ဘိုင်ယန်ဒါတို့လိုပဲအမကြီးတခုလုတ်ခဲ့ပါတယ်။ဟောင်ကောင်တင်းကဂျူနီဟိုရဲ့နိုင်ပွဲကိုတိုဟီတန်လောက်ကနေလွတ်သွားခဲ့ပြီးဟောင်ကောင်ကိုမထင်မှတ်ပဲဦးဆောင်စီခဲ့တာပါ။ဟီတန်ကယူနိုက်တက်ရဲ့နာမည်ကြီးအကယ်ဒမီကနေစတင်ခဲ့ပြီးအခြားကလပ်ဆယ်တင်းမှကစားက2021ခုနှစ်မှာပြန်လာခဲ့တဲ့ကစားသမားအောင်ပါ။ဒါပေမဲ့သူကဒီရာကြီးမှာကန်ဆိုးမှုတွေများခဲ့ပြီးအိုနာနာရုန်းကန်နေရချိန်မှာသူ့ကိုအခွင့်အရေးရမဲ့အာဖရိကပွဲချိန်မှာဘိုင်ယန်ဒါနဲ့အတူဒဏ်ရာရရှိခဲ့ပါတယ်။ တပ်ပြင်ပွဲမစားခင်နိုင်ပိုင်းလို့မှလဲဖာနန်ဒက်ဟာဆော်ရီကလပ်အဲဟီလာဒင်းကိုပြောင်းရွှေ့ဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။သူကပွဲကိုပုံမှန်တိုင်းပွဲထွက်ခဲ့ပြီးပရိသတ်တွေနဲ့ဓာတ်ပုံရိုက်တိုင်ပန်ကစားသမားတွေနဲ့ပေါ်ကြီးစွာဆက်ဆံခဲ့ပါတယ်။ပထမပိုင်းမှာပွဲထဲကိုအပြေးအဝပါဝင်ကစားခဲ့ပေမဲ့ ကိုသမားနဲ့ဒူးချင်းတွေ့တဲ့အခွင့်အရေးကောင်းမှာရာဘိုနာကန်ကျန်းနဲ့ကန်သွင်းမှုရည်ရွယ်ခဲ့တာကြောင့်ကိုသမားကကာကွယ်လိုက်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်ဒီဖိရက်တွေရာသွေးရနာဂတ်ပေါ်မေကွန်းထုတ်ချဖြစ်လာစေပါတယ်။ဒီပွဲရအမော်ရီယာယူနိုက်တက်တို့တကယ်ကိုခက်ခဲတဲ့ယာစီကုံစီးစဉ်ရဲ့ဒုတိယနဲ့နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ပွဲရအဆုံးသက်ကချီလိုအိုဘီရဲ့ခြေစွမ်းကြောင့်အားတက်စရာဖြစ်ခဲ့ပေမဲ့ခီးချင်းတစ်ခုလုံးကတော့စိန်ခေါ်မှုတွေများခဲ့ပါတယ်။နောက်တဲ့တင်းကမနေ့ကပွဲစဉ်မှာအာဆီယံအသင်းနဲ့ကစားခဲ့တာထက်တော့ပိုကောင်းခဲ့ပေမဲ့ခီးချင်းအတွက်ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့အသင်းတင်းကိုပြတ်တက်နိုင်တာမျိုးတော့မဟုတ်ပါဘူး။ကွင်းပြင်ပမှာလည်းအမက်ဒီယာလိုကိုပေးတက်ကဆဲဆုခဲ့တာသူကလည်းပြန်ပြီးလက်တော့ပြန်ခဲ့တာ ခန္ဓာချုပ်ကပြိတက်ကိုတွန်းထုတ်ခဲ့တာစတဲ့မလိုလားအပ်တဲ့ဖြစ်ပျက်တွေလည်းရှိခဲ့ပါတယ်။အလုံးရဲ့အထက်မှာတော့ဖန်နန်ဒါထွက်ခွာတော့မယ်ဆိုတဲ့တင်းကအတင်းကိုလွှမ်းမိုးနေခဲ့ပါတယ်။ယူနိုက်တက်ကစားသမားတွေဟာဒီဆိုးရတဲ့ခီးစဉ်ပြီးဆုံးသွားလို့ပျော်ရွှင်နေကြမှာသိကြပါတယ်။အချို့ကစားသမားတွေဟာဒုတိယနိုင်ငံအသင်းနဲ့စီတွားရောက်ပူးပေါင်းကြမှာဖြစ်ပြီးအချို့ကတော့နောက်ဆုံးမှအနားယူကြတာမှာဖြစ်ပါတယ်။ဇူလိုင်လမှာတော့အတင်းကရာသီကြိုးလေ့ကျင့်ရေးအတွက်ပြန်လည်စူးစီးကြမှာဖြစ်ပြီးစတော့ဟုံးမှာလီနဲ့ပထမဆုံးခြေဆောင်ပွဲကစားပြီးမှအမေရိကန်ကိုတွားရောက်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတော့အတင်းကောင်းဆောင်ဖန်နန်ဒါကဒုတိယနဲ့တူရှိနေအောင်မလားဆိုတာကတော့မင်းကိုထုတ်ချပါပဲ။ Okay. I'm gonna check it out. A Liverpool score. It's Mohamed.